မဲလာစ်သမရာရဲ့တရားမပြေမြန်မာခီးစဉ်တွင်မြောက်လိုင်းနဲ့သဘောတူစာချုပ်ဆက်ချကိုလက်မှတ်ထိုးအကြပ်ဖက်စစ်ကောင်ဆောင်မြောက်လိုင်းရဲ့ဖိတ်ကြားချက်နဲ့ရရှိတဲ့ပဲလာစ်သမရာလူကာရှန်ကိုတရားမပြေတဲ့ခီးစဉ်တွင်နှစ်နိုင်ငံပေါ့ပူပေါ့ဆာရဲ့စာချုပ်ဆက်ချဆောင်ထိလက်မှတ်ရေးထိုးခဲ့တယ်။တရားသား24နိုင်ရောင်မပြေပဲလာရောက်ခဲ့တဲ့ပဲလာစ်သမရာလူကာရှန်ကိုမြန်မာနိုင်ငံခီးစဉ်မှာအခုလိုစာချုပ်တွေကိုလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီးရင်းစာချုပ်တွေထဲမှာအာနာရှင်နှစ်နိုင်ငံကြားကုန်သွယ်ရေးစီပွားရေးယဉ်ကျေးမှုဆိုင်ရာပြည်နယ်ဖလှယ်နိုင်ရေးစိုက်ပျိုးမှုမြေကုန်ထုတ်လုပ်မှုနည်းပညာတွေပြည်နယ်ဖလှယ်နိုင်တို့ပါဝင်တဲ့လူစိတ်အစုတွေနဲ့ ကဆိုရယ်အလားတူအာနာရှင်နိုင်ငံသားပူပေါင်းဆောင်ရဲ့မြင့်တင်ရမှာဖွံ့ဖြိုးမှုပူပေါင်းဆောင်ရဲ့တရှိရဲဆာလာနဲ့မြန်မာဖေလာဖွံ့ဖြိုးပူပေါင်းဆောင်ရဲ့မှုမြင့်တင်ဆိုင်ရာလမ်းပြမြေပေါ်2026 2028တို့ကိုလက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ်ဖေဒေါစ်သမရာမြန်မာနိုင်ငံကိုနိုဝင်ဘာ29ရက်နေ့ညပိုင်းရောက်ရှိလာခဲ့ရဖြစ်ပြီးနိုဝင်ဘာ28ရက်နေ့ညမှာပြန်လည်ထွက်ခွာသွားဖြစ်ပါတယ်။လူရှန်ကန်ကိုပြည်မပြည်ရောက်ချိန်စစ်ကောင်ဆောင်မြောင်းလိုက်ကစစ်ဥစုကနေ SU30 SME ကြီးစားဇက်တိုက်လေးရင်၃စင်းနဲ့ကျိုးဆုပ်ခဲ့တဲ့စစ်ဥစုစစ်တွေနေကဆိုတဲ့ မြန်မာနဲ့ဘယ်လားစ်နာနိုင်ငံအာနာရှင်စနစ်နဲ့နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေမှာတွဲဖက်ညီနေတဲ့နိုင်ငံဖြစ်ပြီးတော့ဒီခီးစင်မှာဆက်လက်နဲ့ပြည်စည်းထောက်ပံ့နေစစ်ဘက်ဆိုင်ရာပညာရေးပါဝင်လေးကြတင်ကြံရည်တွေအတွက်နှစ်နိုင်ငံဆက်ဆံရေးတိုးချဲ့လာနိုင်တယ်လို့ Justice for Myanmar ကအတည်ပြုထုတ်ပြန်နေဘယ်လားစ်နိုင်ငံကစစ်ဘက်စစ်တပ်လက်နက်ထုတ်လို့ရေးကဏ္ဍအတွက်ဒီပညာဆိုင်ရာဆန်ရည်တွေတိစောက်ပြီးလေးကြတင်ကြားပေးရင်းနဲ့စက္ကရာရေးပေးရနေရဆိုင်ကကုညီပန့်ပုံမှုတွေနဲ့စီအစုရဲ့လူသားမျိုးနွယ်ပေါ်ကျွလွန်နေရဆွေးမှုတွေကိုကြောထောက်နောက်ခံပြုနေရဖြစ်လို့ GFN ကထုတ်ပြန်ကြမှာဆိုထားတာပါ ။ဒါပြင်ဘလောက်စ်နိုင်ငံ2021ခုနှစ်အတွင်းမှာစစ်တပ်ရဲ့ဂျပန်အာဏာသိမ်းမှုကိုရှုံချဖို့မြန်မာနိုင်ငံကိုစစ်လက်နက်ပစ္စည်းအစည်းအဝေးနေမှုကိုတားဆီးဖို့အတွက်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုတောင်းဆိုထားတဲ့ကုလသမဂ္ဂအတွက်တွင်ညီလာခံဆုံးဖြတ်ချက်ကိုကန့်ကွက်မဲ့ပေးခဲ့တဲ့တခုတည်းသောနိုင်ငံဖြစ်ပါတယ်။